မြန်မာပြည်ရဲ့မြောက်ဖြားအစွန်းပိုင်းကိုရောက်ဖူးကြပါသလားအခုလိုတာယာလှပလွန်းတဲ့နေယာဒေတာကတော့မြမနိုင်ငံမြောက်ဖြားခန်းတီးလုံဒေတာပူတာအိုခရိုင် မချမ်းဘောမြို့နယ်ဖြစ်ပါတယ် ဒီဒေသကပြည်သူတွေဟာရှမ်းလူမျိုးတွေများကြပါတယ်။လေယာတောင်ယာတစ်လုံငန်းငါးဖမ်းလုံငန်းနဲ့စိုက်ပျိုးမွေးမြူရေးတွေလုပ်ကင်စားတောက်ကြတာပါ။အခုလိုပြည်မနဲ့မိုင်းထောင်ကြီးဝေးလံခေါင်ဖျားဒီရက်မှာတမိုင်းဝင်တကိုကြီး ကောင်းမှုလုံရွှေဆံမင်းစီရီတော်ကြီးတရှိပါတယ်။မလာရောက်ရင်ငွေတရားချင်းလာရောက်လူတန်းကြီးသာသနာတော်ကိုထောက်ပံ့တော်မူကြကုန်သောတရားရှင်သေနာရှင်ကုသိုလ်ရှင်အပေါင်းတို့ ကျွန်တော်ဒီနေ့မှာကျွန်တော်စီရီတော်မြတ်ကြီးကိုကောင်းမှုလုံစီရီတော်နဲ့အညီရွှေဆက်မြင်းစီရီတော်နဲ့အညီဆောင်ရွက်ခွင့်ရတဲ့အတွက်ကျွန်တော်အလုံးကလည်းပြောမပလောက်အောင်ဝန်တာပါတယ်ဖရာလောင်ဆက်မင်းဘွားကဒီနေရာဒီဒေတာအေယာဝတီမြစ်ဘေးမှာရှိခဲ့တာကိုအစွဲပြုပြီး ဆတ်မင်းစီရီဖြစ်လာတာလို့ဆိုပါတယ်ဒီရွှေဆတ်မင်းစီရီော်နဲ့ညီဆောင်ရွက်ခွင့်ရတဲ့အတွက်ကျွန်တော်တို့အားလုံးကလည်းပြောမပလောက်အောင်ဝန်တာပါတယ်ပြီးတော့ကျွန်တော်တို့တက်ကြည့်ရွယ်ဦးများဆိုရင်တို့ရဲ့ရှေးဥစဉ်လာကိုပြန်လဲဆောင်ရွက်ခွင့်ရတဲ့အတွက်အတိုင်းမသိတော့တော့ကိုတေပြောပြီးဆိုရဲရလောက်အောင်ကိုဝန်တာအမှကျွန်တော်များကိုတို့ခဏခဏတဖွာဖွာပဲဒါရုခေါ်ရွတ်ဆိုပြောပြပါတယ် ာသနာတက္ကီ244ကလေးကကောင်းမွန်လုံဇေဒီတော်ကြီးကိုတီထားခဲ့တာမို့အခုခါမှာတက်တန်း2000ကျော်ရှေးဟောင်းဇေဒီတော်ကြီးလည်းဖြစ်ပါတယ်နှစ်စဉ်ပွဲတော်ကိုတဘိုးရွဲလာမှာကျင်းပတာပါဒီပွဲဟာတဘိုးရွဲလာပြည်နေပွဲတော်ကျင်းပတဲ့အတွက်ကျွန်တော်ရဲ့မိတ်ကိုဆုံဖိုင်ဆိုတဲ့ဖျားရှင်မြတ်ကိုဂေါရမဖျားရှင်မြတ်ကို အေးချမ်းတဲ့ကာလမှာမီးလုံစေတယ်မီးအပူပေးတယ်အနှွေးတက်ပေးတယ်ဆိုတဲ့အနေထားအထိမ်းမှန်မို့လို့ဈေးကြီးတပွဲပေါက်ဝါးများကိုဟိုပူးပြီးမှဈေးကြီးပုံနဲ့ကျွန်တော်တို့ထိတ်မှာတော့တက်ကံများနဲ့ဟိုဆင်ရင်ထားပါတယ်ကျွန်တော်တို့လာပြင်းနေမနဲ့၄နာရီခွဲလောက်မှာအေးဆုံးအချိန်မှာအဲ့ဒီအရာကိုမိရှုပြီးမှမိပူစော်ပါတယ်ပတိပူရသာတောင်းတဲ့အာသာမီဖန် နေ့စဉ်နေ့တိုင်းအစိုးရအာဏာပိုင်တွေကဖျားပွဲကိုဦးစီးစီစဉ်လေးရှိပါတယ်။ဒါပေမဲ့လည်းဒီနှစ်မှာတော့ဒေသခံရှမ်းတိုင်းသားတွေကပွဲတော်ကိုပထမဦးဆုံးကြိမ်ဥဆောင်ကျင်းပခွင့်ရကြတာဖြစ်ပါတယ်။အရန်ပီတီဖြစ်ရပါတယ်အရန်ဝမ်းသာရပါတယ်ဘာလို့လဲဆိုတော့ကိုယ့်ရဲ့ရှမ်းထုံးစံနေကိုယ့်ရဲ့ရိုးရာတွေအားလုံးကိုပြရတဲ့အတွက်လေဟိုကျွန်တော်နေနေတော့ ခါတိုင်းတော့ကျွန်တော်နိုင်ငံတော်အစိုးရကဒီကောင်းမွန်အောင်စီတော့ဗုဒ္ဓဘူရှင်ရဲ့ပွဲတော်ကိုသူတို့ဥဆောင်ပြီးကျင်းပတာ18နှစ်ရှိပါပြီဒီနေ့မှာတော့ဖြင့်ကျွန်တော်တို့ဒေသခံတိုက်ခမ်းပြည်ရှမ်းများကိုသူတို့အနေနဲ့တာဝန်လွှဲအပ်ပြီးမှပွဲကျင်းပဖို့လိုအပ်တဲ့ဆောင်ရွက်ရဲ့အရာရှိတဲ့ကိစ္စအားလုံးကိုဥဆောင်ပြီးမှကျွန်တော်ဌာနဆိုင်ရာအနေနဲ့ပံ့ပိုးပေးဆောင်ရွက်ပေးဖို့ ြောပါတယ်ဒါကြောင့်မလို့ဒါကြောင့်လည်းပဲပြည်မမှနေတဲ့ရှမ်းမျိုးနွယ်စုတွေကိုဖိတ်ကြားပြီးလာရောက်ဆင်နွှဲစီခဲ့တာမို့ရှမ်းမျိုးနွယ်စုတွေပြန်စုံတဲ့ပွဲလဲဖြစ်တာပါအမတို့ဒီကောင်းမွန်လုံစေတီတော်ကြီးရလေ ီပူတာအိုမှာရှိတာဆိုတော့ကျမတို့ကလာရလဲအရန်ခက်တဲ့အတွက်ဒီနှစ်မှာလာရောက်ခြင်းဖြစ်ပါတယ်ဒီကဖိတ်ထားချက်အရာပေါ့နော်ဟုတ်ကဲ့ရှင်ကျမတို့ဒီဒေတာခံဒေတာခံသက်ဆိုင်တဲ့သက်ဆိုင်လူကြီးများကဖိတ်ထားချက်အရာပေါ့ပထမဦးဆုံးချင်းကျမတို့အာလာဟံသမ္မာသမ္ဗုဒ္ဓဖကောဝါဘုသံဖကောဝန္တံအ ဒါဟိုပထမအဦးဆုံးအကျင့်ပေါ့နော်ဒါဟိုဒီလိုတွေလုတ်ခွင့်ရတဲ့ပထမဆုံးအကျင့်မလို့ဟိုကျမတို့အဖွဲ့ရှမ်းဟိုအရှိတောင်မြောက်ပေါ့အာရန်ကုန်မှာနေတဲ့ရှမ်းအဖွဲ့ကိုဖိတ်ပြီးတော့ကျမတို့အားလုံး90နှစ်ယောက်လေနဲ့လာပါတယ်ဟုတ်ပြီ က်တစ်ခုကျတော့ကျွန်တော်တို့ရိုးရာအစင်စာအစင်လာအတိုင်းနမ်ကျိုခေါ်တဲ့အရာတွေမြစ်ပေးမှာကျွန်တော်လေလောပြိုင်ပွဲအဲ့မြစ်ရိုးကိုလေလောခေါ်တော့ကျင်းပါပါတယ်နောက်တစ်ခုကကျကျွန်တော်တို့အထူးခြားဆုံးရှားပါဆုံးဖြစ်တဲ့ကျွန်တော်တို့950နိဗ္ဗတ်တော်ကနေရယူပြီးမှကျွန်တော်တို့ဇက်ပေါ့ရှေးတုန်းကအစင်လာအတိုင်းအဲ့ဇက်ကိုမြေပိုင်းဇက်ကိုလည်းကပါတယ်အဲ့မှာဘယ်မှာမှမရှိပါဘူးဒီမှာပဲအခုကျွန်တော်တို့စုပေါင်းပြီးမှကောင်းမလုံးဈေးရောကြီးဟာပေါင်မှုလုံး အထွတ်အမြတ်ကြီးဖြစ်တဲ့အတွက်ရွာရှက်ရှိရွာစလုံးကစုပေါင်းပြီးကြာရတောင်းဝန်ထမ်းဆောင်ပြီးဆောင်ရွက်ခြင်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်မှာတုံတန်းခေါ်တဲ့ကျွန်တော်ဗမာလူတော့ကရမခြေထောက်ကရမဖနတ်လို့လည်းခေါ်ကြပါတယ်ကျွန်တော်ရှမ်းလူတော့ဝါလုံးကိုအဲ့ဒီဝါနဲ့ပဲခွဲမှထိတ်ချွန်မှမှမတုံတန်းခေါ်တဲ့ဟာလေးစီးပြန်ပွဲရှိပါတယ်ပြီးတော့ခွန်ချောင်းနမန်ခေါ်တဲ့ချောတိုင်းတက်ပွဲရှိပါတယ်ပြီးတော့ကျွန်တော် ช่วยใช้กันจันทร์ใช้กันใช่มั้ยลนช่วยไว้สิบาดเนาะทุกข์ก็เราเราที่สินเปลี่ยนบ้วยบ่เนาะสินอเปี้ยเปลี่ยนบ้วยสิบาดရင်ပြေးပြိုင်ွယ်နောက်ရှင်နဲ့လေထုံနဲ့ဟာ ဆင်းတကောင်ကိုထဲ450ခုတွဲပြီးမှတပြိုင်နဲ့ထဲတဲ့ဟာဒါလည်းကျွန်တော်တို့ပြပါတယ်ပြီးတော့ကျွန်တော်တို့ခစ်ပေါ်အနေနဲ့ကတော့စင်ကျင်တေးဂီတလည်းရှိပါတယ်နောက်တစ်ခုကကျွန်တော်တို့ဟိုဒီပြခန်းခေါ်မှာပေါ့နော်ပြခန်းကိုကျွန်တော်ရှေးတုန်းကကျွန်တော်တို့ဆင်ဖန်းတဲ့အတက်ပြင်ဟာဆင်ထန်းတဲ့ပစ္စည်းဒါလည်းကျွန်တော်တို့ရှေးမှုမပြတ်အဲ့ဒီမူလ original ပစ္စည်းတွေများ ਨੇ ပြတာအချမ်းဖြစ်ပါတယ်နောက်တစ်ခုကကျွန်တော်တို့ဒီဝင်းခင်းစော်ဖွားများရဲ့အဆောင်ရောင်ဥစားအားလုံး ਨੇ ဒီမှာသရုပ်ဆောင်မင်းမဒီအခုလူငယ်များဝတ်ဆင်မင်းမဒါလည်းပြပါတယ်နောက်တစ်ခုကကျွန်တော်တို့ကျွေးမွေးဧခံတဲ့နေရာမှာလဲရှေးဟုတ်စင်လာအတိုင်းကျွန်တော်ဖက်ကလေးနဲ့ဖက်ဆူလေးပုံမှာပဲထမင်းထည့်မယ်ဟင်းထည့်မယ်ဒီကကျွန်တော်တို့ဓာတုပေဒမပါတော့လောက်ကြံမှုမပါတော့ပြင်ဆင်မှုမပါတော့ တဘာဝအစားအစာများကိုကျွေးခြင်းဖြစ်ပါတယ်ဒီကတော့ကျွန်တော်တို့ဘုရားဗာရာတရားတော်နဲ့ညီဒီဒူရာမရိယဆိုတဲ့အနေထားလဲဒီပရဝုံအတွင်းမှာကင်းရှင်းစွာနဲ့ပဲကျွန်တော်တို့အလူတန်းပြုတ်ခြင်းဖြစ်ပါတယ်ဟုတ်ပါတယ်ဟာမနေနေ ဝန်တာတယ်တအားကိုဝန်တာတယ်ရှင်ဟွာတရားလိုလဲအာရဝန်တာနဲ့အများကြီးကြိုဆိုတာကျမတို့ရင်ထဲမှာလည်းနှွေးတွားတာပေါ့နော်အဲလာရတဲ့ခီးလဲဝေးတယ်ဆိုတော့မဆိုလို့တော့ပါဘူးကျွန်တော်တို့ဟောစာလင်နာဟိုရန်ကုန် ကနေမြจีนာမြจีนာနေဘူတာဘူတာဝနေကားနဲ့အဲအဲမချန်ဘောကိုအဲကောင်းမှုလုံကိုလာခဲ့ကြပါလိမ့်ရှင် ကျမအမြင်မှာတော့တူနေရနဲ့တူတော့အစင်တော့ပေးနေပါလိမ့်ရှင်။ကျမတို့တီရကမ်ဒီရဲ့ထုံးစံလည်းကျမတို့လည်းတိတ်မတွေ့မိဘူး။တိတော့တိတာပေါ့နော်။အဲအခုကျတော့တို့ထုံးရိုးရထုံးစံတို့လည်းလုတ်ပြတ်ခွင့်ရတဲ့အတွက်ကြောင့်ကျမတို့လည်းကြည်ရတာအထူးအဆန်းကိုဖြစ်လဲဖြစ်တယ်။နောက်ပြတော့ကိုရှမ်းမှာအဲ့မြန်မာနိုင်ငံမှာရှမ်းအမျိုးအမျိုးပေါင်းက90နဲ့တခုရှိပါတယ်။ အဲ့မြို့ထမှာတူရိုးရံနဲ့တူအဲ့ဒီနေရာမှာကျွန်မတို့လာတွေ့ရင်လည်းရိုးရာတွေ့ရပါတယ်1 1တားလဲပျော်လဲပျော်တယ်တို့တို့လည်းပျော်ကျွန်မတို့လည်းပျော်ဒီနေ့မှာတော့မြမပြီမြောက်ဖျားခန်းတီလုံဒေသပူတာအိုခရိုင်မချမ်းဘောမြို့နယ်ကကောင်းမှုလုံဇီရီတော်ကြီးရဲ့ပွဲတော်ကြီးပြီးဆုံးသွားခဲ့ပါပြီ နောက်နှစ်တည်းကြာရင်တော့တဘူရဲလာပြည့်နေ့မှာကျင်းပမယ်ဒီပွဲတော်ကြီးကိုလာရောက်ပြီးကြီးညိုကြရင်းနဲ့ခန်းတီလုံဒေသရဲ့ တာယာရှူမောပွဲတောတောင်ရှူကင်းအလှတွေကိုလာရောက်ကြီးရှူနိုင်ကြပါတယ်ခင်ဗျာကျွန်တော်မောင်ဒူပါ